တောင်ကြီးတဲ့ပုံပေါ်တွေကအချိန်မီဆွေးခိုင်းဖို့ကဒါအဓိကအချက်ဖြစ်တာပေါ့ကဲကဲရေများလာပြီဆိုရင်တော့ကျွန်တော်တို့ကေဇဲတမားတွေမှာအတက်အန်တွေလည်းများတာပေါ့နော်ကဲကျွန်တော်တို့ပြင်စင်နားနိုင်တယ်ဆိုလို့ဒီလူကေဇဲအဓိကတာကြတဲ့ဒီစပီးဘုတ်ကြီးဆက်လက်ပြနေတာပေါ့နော်ဘယ်လိုဆိုကျွန်တော်တို့မြောက်ဒီတမြုပ်လုံးမှာရှိတာ၄စီ၅စီလောက်ပဲရှိတာအခုဆိုလို့ဆိုရင်ကျွန်တော်တက်ရက်တက်ခွဲတွေရောပြီးလူမှုရေးအသင်းအဖွဲ့တွေထပ်ပြီးတော့ဖြည့်စီရလက်ရှိအချိန်နေစဉ်ကျွန်တော်တို့ဒီရေဘေးကေဇဲရေးဖြစ်လာပြီဆိုလို့ဆိုရင်တော့ ူညီကြတဲ့အတွက်စီမီဘုတ်အားလုံး12စီးတီကျွန်တော်တို့ကတိုးချဲ့ပြီးတော့ဆောင်ရွက်ထားနိုင်ပါဟုတ်ကဲ့ဒီနေ့တော့တော့အတွေ့အကြုံအနေနဲ့အမတ်တရတော့ရှိခဲ့ပါဘာလဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုတွေကတော့အချိန်ရှိတဲ့အချိန်မှာကျွန်တော်တို့ကသွားပြီးတော့သူတို့ကြောင်းရှိပေးတယ်ဒါပေမဲ့သူတို့လက်မခံသစိုးတွေဆိုလို့ရှိရင်အဲရတော်မြုပ်နေပြီအခုအပြီးပေါ်မှာတက်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကသွားပြီးတော့ဟိုကဲရတဲ့ခါမှာသူတို့မလိုက်ပါဘူးမလိုက်ပဲတော့သူတို့စားတော့ပြီးတော့နေတယ် ပြီးညဘက်ကျမှရေတက်လာတဲ့ခါကျမှတို့ဟာဒါကဲပါဘာညာဆိုလိုင်းဘော်ဒီဖေးဆိုဘော်ဒီတင်ပေါ့နော်ဒါတွေကလည်းကျွန်တော်တို့တကယ်လုံနေတဲ့လူတွေပုံမှာဟိုတာဝန်ရှိတဲ့လူတွေရောပြည်သူတွေရောကဟိုကျွန်တော်တို့ရဲ့အားနည်းချက်လို့အများကြီးသုံးသပ်ကြတော့ဒါဟုတ်ရတာကျွန်တော်တို့ကတို့ကလိုင်းဘော်မှာတင်တဲ့ခါကျတာဝန်ရှိတဲ့လူတွေကနေမှာလားကျွန်တော်တို့ပြန်ချပြတယ်အဲ့ဒီနေရာကိုသွားယူမှကျွန်တော်တို့ပြန်ပြီးတော့ကယ်ဆယ်ရတဲ့ဘိုင်ရှိပါတော့ဒါတွေကတော့ကျွန်တော်တို့ဟိုအမတ်တရားနဲ့တွေးကြုံလေးကိုလည်း ကျွန်တော်တည်ရတော့တဘောဖြစ်ပေါ်လာရင်တော့ဒီရေဖေးပေါ့ရဓာတ်တိုက်လေ့ကျင့်တာတွေအာကျွန်တော်တို့ရဲ့ဒီပရိုက်တာရေပေါ်မှုတော့ပေါ့နော်ဒီအားလုံးရဲ့ရေဖေးကိစ္စကိုပြစ်စစ်ကယ်ဆယ်တော့ပြစ်စင်တာဖြစ်ပါတော့ဟိုပြစ်ကွာတော့ဒီပေါ့နော်ဒီရေဖေးဖြစ်ပေါ်လာပြီဆိုရင်တော့ကျွန်တော်စခန်း၄ခု၅ခုပေါ့နော်ကျွန်တော်အဲ့အရာလေးကိုပြင်ဆင်လာကြည့်တယ်အဲ့တော့လေဒီပြည်သူတွေပေါ့နော်တဘောဖြစ်ပေါ်လာပြီဆိုရင်တော့တောင်ကြီးတဲ့ပုံပေါ်တွေကအချိန်မီဆွေးခိုင်မှုကဒါအဓိကအချက်ဖြစ်တာပေါ့ ရခဲ့ရေများလာပြီဆိုရင်တော့ကျွန်တော်တို့ကေဆယ်တမားတွေမှာအတက်အန်တွေလည်းများတော့ဗောနော်ကဲရတာဟုတ်ပါဒီကတော့တဘာဝဖြစ်ပေါ်လာပြီဆိုရင်အဲတောင်စီပုံကိုတွေကကျင်ညာတဲ့ခါကျရင်တော့အချင်းရဲ့ပြင်းကြီးဟိုပြောင်းဆွေးဖို့ပေါ့နော်ဒါကျွန်တော်တို့အတိပေးတာကလည်းမနေ့ကဆိုရင်တည်ဆုံမှုတယောက်ဖြစ်တာပေါ့ဟုတ်ဟုတ်ပါတယ်။တောင်ဆိုပြီးတော့ဒီပေါ့နော်ဒီတောင်စီတဲ့ပုံကိုကနူးစော်ပေးဖို့အချိန်ပြီပေါ့နော်အဲ့ဒါလိုအပ်ပါလား။ဟုတ်ကဲ့နာမည်လေးပေးဆက်ပါအဲကျွန်တော်နာမည်ဦးလာထောင်ပါမြန်မာနိုင်ငံလူငယ်အဖွဲ့ချုပ်ဥက္ကဋ္ဌပါ။ Okay.